လူလောကနှလောကထဲဂျုံလူနဲ့ဒေနာယီဆက်ဆံလောကများစွာတည်ရှိနေပူပါရယ်ထိုလောကများတွေမှာတော့တရားဆောင်တဲ့နှကောင်းနှမြတွေနေထိုင်ရာတာဝန်သာနတ်ပြည်ရဲ့ရက်စက်ကျဉ်ကျုပ်တဲ့ဘလူးတပတ်တွေကျေစားရာအတူရာပြည်ဆိုတာရှိခဲ့ပူပါရယ်နတ်ပြည်ရဲ့အရှင်သခင်ကတော့တကူကြီးမာတဲ့တရားမင်းဖြစ်ပြီးတော့အတူရာပြည်ကိုအုပ်စိုးသူကတော့ခွန်အားပလကြီးမာတဲ့ဘလူးမင်းတူရာရင်နာဖြစ်ပါတော့တယ်ထိုခေထိုခါကလေးက နက်နဲ့ဘလူးဆိုတာကရှမ်ပက်တွေပါပဲဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီရှမ်ပွဲဟာသမိုင်းတွင်မဲ့မဟာစစ်ပွဲကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်ဘလူးမင်းသူ့ရရင်နာနက်ပြူကိုတင်ပိုက်ပြီးတော့တာဝရင်သားရဲ့ချမ်းသာဒုက္ခတွေကိုလှုပ်ချလာတဲ့အခါမှာတော့နက်ပြူကအကြီးမားဆုံးအန္တရာယ်နဲ့ရင်ဆိုင်ရပါတော့တယ်ဒီတစ်ချိန်မှာတော့တကြားမင်းဟာနိုင်ရင်အာနေကြီးမဟုတ်ပဲနဲ့လူပြီကသူရဲကောင်းနေရှေဘုံကငကားတွင် ကောင်းကင်ရင်ကကလုံးရဲ့အကူအညီကိုရယူဖို့အတွက်ကြံစီပါတော့တယ်။စဉ်းစားကြည့်ပါဦး။မတူညီတဲ့ပုံတွေကတတ္တဝါတွေအရင်ကဆိုရံဘက်တွေဖြစ်ကြတဲ့နှကားနဲ့ကလုံးတွေပါပူပေါင်းပြီးတော့ဘလူးတက်ကြီးကိုဘလူးရင်ဆိုင်တိုက်ခိုက်ကြမှာပါလေ။ဒီမဟာမိတ်တပေါင်းစုကြီးနဲ့ဘလူးမင်းသူရရင်နာဦးဆောင်တဲ့အသူရတက်ကြီးတို့ရဲ့ကြောင်မဲ့ဖွဲကောင်းလာတဲ့တိုက်ပွဲကဘလူးနှိကုံချုပ်မလဲ။ကဲ။နှက်လူနှကားကလုံးစားတဲ့ ဂျန်ဒိုင်လာတတ္တဝါတွေပါဝင်တက်ခိုက်ကြမယ်တကြမီနဲ့အသူရတို့ရဲ့မဟာစစ်ပွဲကြီးအကြောင်းကိုဆက်လက်ပြီးတော့နားဆင်ကြပါအောင်စို့အသူရတို့ရဲ့မကြည်နှချင်းနဲ့စစ်ချင်ရန်ကြံစီချင်းအလွန်ရှိကြတဲ့ကာလတစ်ခုမှာတော့လွန်စွာမှတင့်တယ်တာယာလာပါတဲ့တာမင်သာနဲ့ပြည်ရဲ့အရှင်သခင်မှာတော့အမှန်စင်စစ်အသူရတို့ဖြစ်ခဲ့မှုလေးတွေဒါပေမဲ့မကြာမီကာလမှာတော့မြတ်ဗုဒ္ဓရဲ့အစိုးမကိုခံယူကြင်ကြင်နေတဲ့ကြာမီဟာ ပညာရှင်နဲ့နတ်ပြည်ကိုအုပ်စိုးရန်အတွက်အခွင့်အရေးရလာခဲ့တော်တယ်။တကြာမယာပရိယေဖြစ်အသူရတို့ကိုမူရင်းစေပြီးတော့နတ်ပြည်မှာမောင်းထုတ်ပြီးတော့ဟိမဝန္တာရဲ့အောက်ခြေနဲ့ဆိုင်တဲ့အသူရပြည်သူပို့ဆောင်ခဲ့လီတော်တယ်။အဲဒီချိန်မှာသာလို့ကြာဝင်သားနတ်ပြည်ဟာတကြာမီအပါဝင်နတ်တို့ရဲ့နေရာဖြစ်လာပြီးတော့အသူရတို့မှာတော့မမီတို့ရဲ့နတ်ပြည်ဟောင်းကိုလက်လွတ်နိုင်ရတဲ့အတွက်တကြာမီနဲ့နတ်တဲ့ပုံမှာ အမြဲလိုလိုမကျေနပ်အညူအတီထားပြီးတော့လက်စားချင်မဲ့အခွင့်အာဏာကိုစောင့်ဆိုင်းနေကြကြတော့တယ်အတူတူရဲ့အရှင်သခင်ကသူ့ရယနာအမိရှိဘလူးမင်းကြီးဖြစ်ပါတော့တယ်သူဟာကြီးမားတဲ့ခွန်အပလာနဲ့တကူအမျိုးမျိုးကိုပိုင်ဆိုင်ထားပြီးတော့ရက်ဆက်ကြမ်းကြုတ်သူအဖြစ်နှမ်းမြေကြောကြားလီတော့တယ်အတူရပြာမောင်မေနဲ့ဆိုင်ပြီးတော့ကြောက်မက်ွယ်ကောင်းတဲ့အရာဖြစ်ပါတော့တယ်အဲ့အရာမှာတော့သူ့ရယနာဘလူးမင်းကြီးဟာ နေပေါင်းများစွာအာနာတီမြည်ကြီးနဲ့နတ်ပြည်ကိုပြန်လည်ရရှိရေးအတွက်ကြံစည်အားထုတ်ခဲ့လို့ရတယ်။တနည်းတော့အခါမှာတော့သူရယနာဘလူမယာသူရဲ့အကြီးကဲစစ်တကြီးများဖြစ်တဲ့မဟေတာလမ်ပါဟေမာနာတို့နဲ့ရွက်ဝဲစွာတိုင်ပင်ဆွေးနွေးလို့ရတယ်။အချင်းတို့ငါတို့အတူရအောင်မျိုးနွယ်လူဟာနတ်ပြည်တာဝန်ရင်းသားရဲ့မူလအရှင်များဖြစ်ကြတယ်။ယခုတော့ထိုနတ်ပြည်များက ပရိယေဖြစ်ငါတို့ကိုမောင်းထုတ်ပြီးတော့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့နတ်ပြည်ကိုသိမ့်ပိုက်ထားနေတယ်။ငါတို့ဟာဤမောင်မဲနဲ့ဆိုင်တဲ့အတုရပြည်မှာဆင်းရဲစွာနေထိုင်နေရတယ်။ဤမတရားမှုကိုငါတို့မခံမရနိုင်ပါ။ယခုအချိန်ဟာငါတို့ရဲ့မူလပိုင်တွေကိုပြန်လည်သိမ့်ပိုက်ရန်အတွက်အသင့်တော်ဆုံးအချိန်ဖြစ်တယ်လို့ဘလူမင်းသူရယနာကခညာဩဇာရှိစွာနဲ့ပြောကြားလိုက်နေတော်ရတယ်။စတူကြီးမဟင်တာက မန်လာပါအရှင်မကြီးကျွန်တော်မျိုးတွေရဲ့အင်အားမှာတော့ရခင်ကတည်းပုံမတောက်တင်ခိုင်မာလာပြီဖြစ်ပါတယ်။ကြောင်မဲ့ဖွယ်ကောင်းတဲ့လက်နဲ့အတင်များလဲတီထွင်ထားပြီဖြစ်ပါတော့တယ်။အရှင်မကြီးအမိတ်ရှိပါကယခုပင်နှက်ပြီကိုခြေတက်တက်ခတ်ပါမယ်လို့ရှောက်ထားနေတော့တာပေါ့။စစ်သူကြီးလမ်းမကလေးမန်ပါအရှင်ထုံနှံဆိုသူများမှာတိုက်ခတ်ရဲ့စိတ်နှဲပါပါတယ်။သူတို့ရဲ့အားမှာတော့တကူအနှင်းငယ်နဲ့တာယာမှုမှာပြောင်းဝင်နေခြင်းများသာဖြစ်ပါတယ်။ ကျွန်တော်မျိုးတွေရက်ဆက်ကြင်ကြမှုနဲ့ခွန်အားပလာတို့ကတော့သူတို့မရှင်နိုင်ပါလို့ထောက်ခံပြောဆိုလို့ရတယ်။သူရယနာဘလူးမယာဝမ်းမြောက်စွာကောင်းကျိတ်ပြီးတော့ကောင်းပြီကောင်းပြီတို့ဖြစ်ရင်တော့အချိန်စွဲမနေကြနဲ့တော့အတူရစစ်တီတော်အားလုံးကိုစုယုံကြကုန်တော့လက်နဲ့ခရင်မိကြောင်များကိုပင်စင်ကြကုန်မကြမီငါတို့သည်တာဝရင်သားတို့ချီတက်ကြမီထိုးတကြဆိုသူမျက်ပြီမှမောင်းထုတ်၍ ငါတို့အတူရလူရဲ့အာဏာကိုပြန်လည်ထူထောင်မယ်လို့အမေတော်ချမှတ်လိုက်တော်ရည်တယ်။အတူရပြည်တခွင်လုံးဟာစစ်ချင်ရန်အတွက်အကြီးအကျယ်ပြင်ဆင်ကြလီတော်တယ်။ထောင်ပေါင်းများစွာသောအတူရစစ်တီလူဟာကြောင်မဲ့ဖွယ်ကောင်းတဲ့တန်ချကအင်ဂျင်များခက်ထန်တဲ့မျက်နှာများနဲ့အတူစေယုံလာကြတော်တယ်။လေးများများကြားလန်နေနေများအပြင်ထူးကြတဲ့အစိမ့်လက်နေများမောပညာတုံနေနေများကိုပါပြင်ဆင်ကြလီတော်တယ်။ ူတို့ရဲ့စစ်ချီတက်မဲ့အတန်များမြေကြီးဝပင်တုံ့လုပ်စီတော်တယ်တဲ့တခြားမင်းရဲ့အကြံစီနဲ့မဟာမိတ်ရှာဖွေခြင်းတာရင်းသာနှက်ပြီကအလွန်တရားလပ်ပါတဲ့အရက်ပင်ဖြစ်ပါတော့တယ်ဗထမားနီလာကြောင်မြင့်ရဏနာတို့နဲ့တင်ဆောက်ထားတဲ့နန်းနန်းပြက်တာများမွေးကြိုင်တဲ့နှက်ပင်များပွင့်လန်းနေတဲ့ဥယျာဉ်များအေးချမ်းတရားတဲ့နှက်တို့ရဲ့ဘဝတို့ဖြင့်ပြည့်စုံနေပါတော့တယ်တခြားမင်းဟာမမိရဲ့ပြင်ပုံမှာ ထိုင်တော်မူ၏နှင့်မြေအပြင်မှရှိတဲ့တတဝါတို့ရဲ့အကြောင်းကိုစင်ကြင်နေတော်မူနေတယ်။ရုပ်တရက်တကြားမင်းရဲ့နတ်ပလင်တို့ဟာအလိုပူလွှဲလာတာကိုခံစားမိတော်နေတယ်။ဒါကြီးမားတဲ့ဘေးအန္တရာယ်တစ်ခု ဖြစ်ပေါ်တော်မှာကိုနမိတ်ပြခြင်းဖြစ်ပေတော်တယ်။တကြားမင်းဟာမိမိရဲ့နတ်မျက်စိနဲ့ကြည့်ရှုတော်မူရမှာတော့ဟိမဝင်တာအောက်ခြေမှာရှိတဲ့အတုရပြင်မှာအင်းအားအလုံးကြီးနဲ့စစ်ကြည့်တက်လာနေကြတဲ့အတုရတက်ကြီးကိုတွေ့မြင်ရတော်တယ်။ သူရရင်နာဘလူးမင်းရဲ့ရက်ဆက်ကြံကြုတ်တဲ့မျက်နှာနဲ့တက်ဖွဲ့စည်းပုံကိုတွေ့ရတဲ့အခါမှာတော့တခြားမင်းသိလိုက်ပါပြီ။အသူရတို့ဟာလက်ပြီကိုသိပိုက်ရန်လာနေကြပြီ။တခြားမင်းဟာနတ်ဆက်သူကြီးများနဲ့တိုင်ပင်ဆွေးနွေးလိုတာပေါ့။အချင်းနတ်ဆက်သူကြီးတို့အသူရတို့ဟာကြီးမားတဲ့အင်အားနဲ့ငါတို့လက်ပြီကိုတိုက်ခိုက်ရအတွက်လာနေကြတော့တယ်။သူတို့ရဲ့အင်အားမှာတော့ရခင်ကတည်းကအများပြားလာပြီးရဲ့။ ငါတို့နှစ်တို့၏အင်အားဖြစ်ကြီးခုခံမှာကအခက်ခဲရှိနိုင်တယ်။ဒါကြောင့်ငါတို့သည်မဟာမိတ်များရှာဖွေတင်တယ်လို့မိတော်မူလီတော့တယ်။လက်စစ်သူကြီးတပါးကအရှင်းတကြားမင်းညီသူတို့ထံမှအကူအညီရယူမိနေ။အခြားပုံများမှတတဝါများနှင့်ငါတို့နှစ်တို့သည်အဆက်ဆံနေပါပါသည်လို့ရှောက်ထားလီတော့တယ်။အဲ့ခါမှာတော့တကြားမင်းကပြုံးတော်မူရင်းနဲ့ငါမြင်တော်မူသည်ကလူပြင်းမှသူရဲကောင်းများ နှကားပြင်မှာနှကားများနဲ့ကလုံပြင်မှာကလုံတို့ဖြစ်ပြီးတယ်။၎င်းတို့ဟာမိမိတို့ရဲ့ပုံများမှာအစွမ်းထက်မြက်ကြလေတယ်။အတွေ့ရတို့ဒီနှက်ပြူကိုတိမ့်ပိုက်ပြီးပါကအခြားပုံများကိုပါဆက်လက်အန်ဒီရပြုတ်လာနိုင်တယ်။ဒါကြောင့်၎င်းတို့ဟာငါတို့နဲ့ပူးပေါင်းရင်အတွေ့တဘောတူညီလိမ့်မယ်လို့ယုံကြည်ရလို့မိကြတော်မူရတယ်။နာစစ်သူကြီးတပါကဆွေရင်ကြီးရှောက်ထားဒီမှာတော့အရှင်၎င်းနှစ်ကလုံတို့ဒီ ရှေးအစဉ်စကားပြီးချမ်းသူများဖြစ်ကြပါတယ်။သူတို့အချင်းချင်းဘယ်လိုပူပေါင်းတိုက်ခိုက်မှလဲလို့ရှောက်ထားပါတော့တယ်။တကြမင်းကတင်းငိမ်စွာနဲ့ပြန်လည်မိန်တော်မူသည်မှာတော့ဟုတ်ပြီဒီသူတို့ဒီရန်သူများဖြစ်ကြတော့လေယခုကြုံတွေ့ရမီဘေးအန္တရာယ်မှာတော့၎င်းတို့ရဲ့အချင်းချင်းရှင်လုံးမုန်းထမှုကိုဘေးဖယ်ရလောက်အောင်ကြီးမားပြီလေငါတင်ငါဤတကူတော်ဖြင့်၎င်းတို့အားစီလုံးညညွှန်စီမီယခုပင်နတ်တမန်များကိုဆင်လို့ရည် ၎င်းတို့ထံမှအကူအညီတောင်းခံရမည်ဟုမိတော်မူပြီးတော့စွမ်းအားထက်မြက်တဲ့နှက်တပံများကိုရွေးချယ်ပြီးတော့လူပြေနကားပြီးဂလုံးပြည်တို့သို့ဆီလိုလိုက်ပါတော့တယ်မဟာမိတ်များစုယုံခြင်းနှက်တပံတို့ဟာပထမဆုံးလူပြေကိုရောက်ရှိလာတော့တယ်အဲ့ဒီအချိန်မှာတော့လူပြေမှာတတိပြောင်မြောက်တဲ့သူရဲကောင်းများဉာဏ်ပညာကြီးမားတဲ့စစ်ပြူကားမှုများထွန်းကားနေခြင်းဖြစ်ပါတော့တယ်နှက်တပံများက တခြားမိရဲ့အကြောင်းကြားစာနဲ့အသူရလူရဲ့နှက်ပြူကိုကျူးကျော်မိအကြောင်းကိုရှင်းပြတဲ့အခါမှာတော့လူသားသူရဲ့ကောင်းတို့ဟာတင်းကြီးတညို့တဲ့သဘောတူကြရည်တယ်။အပေကြောင့်ဆိုတော့အသူရလူရဲ့ကြောင်းပွဲဖွယ်ကောင်းမှုကိုသူတို့ကြောင်းနာဝါရှိပြီးတော့နှက်ပြေကြဆုံးပါကလူပြေပါအန်ဒီကြောင်းရောက်နိုင်ကြောင်းကိုသိရှိလာကြောင်းပဲဖြစ်ပါတော့တယ်။ထင်ရှားကြကြတဲ့သူရဲ့ကောင်းကြီးများဖြစ်တဲ့အောင်နိုင်သူပြည်စိုးတတိမီစသူတို့ဦးဆောင်တဲ့ အင်းအားတောင်းနေတဲ့လူသားစစ်တီတော်များမိမိတို့ရဲ့တံမဏိလက်နဲ့များမင်းတပ်များစင်တပ်များနဲ့အတူနှက်ပြူခြေတက်လာခဲ့ကြတော်တယ်သူတို့ရဲ့စီးစိမ်ဥစ္စာအသက်အိုးအိမ်စီးစိမ်တဲ့တရားမျှတမှုနဲ့အများအကျိုးကို ရှေ့ရှုတဲ့လူသားသူရဲ့ကောင်းတို့ရဲ့စိတ်ဓာတ်နတ်မန်တို့ကို အာအာသိစေခဲ့တယ်အဲ့နောက်နတ်မန်တို့ဟာရှေးပိုင်းနဲ့ရှိငကားပြူကိုတွားရောက်ကြတော်တယ်ငကားပြူဟာ ရန်နာမျိုးစုံတွေလက်ပါပြီးမဲ့မောင်မောင်မဲမဲနိုင်လာပါတော့တယ်။ငကားမင်းကြီးနာဂရစာခန့်ညာကြီးမာတဲ့ငကားကြီးဖြစ်ပါတော့တယ်။မက်တမန်တို့ကအသွေးရတို့ရဲ့ရန်ဆွဲအကြောင်းဂလုံများနဲ့ရန်ညိုးကိုခိတ္တပေးဖယ်ပြီးတော့ပူပေါင်းတက်ခတ်ရန်အတွက်တကြားမင်းရဲ့မြစ်တာရက်ခန့်ချက်ကိုတင်ပြတဲ့အခါမှာတော့နာဂရစာငကားမင်းကြီးဟာတန့်တော်ဖြစ်သွားတော့တာပေါ့။ဂလုံများနဲ့ပူပေါင်းရမယ်ဆိုတဲ့အချက်ကိုသူလက်ခံရန်ခက်ခဲနေတယ်တဲ့။ ဒါပေမဲ့နှက်တမန်များကအသူရတို့ရဲ့ရက်ဆက်မှုနဲ့အကယ်၍နတ်ပြည်ကြဆုံးပါကနဂါးပြည်ပါလုံခြုံပြီးမဟုတ်ကြောင်းကိုဆက်လက်ရှင်းပြတဲ့အခါမှာတော့နာဂရာစာနဂါးမင်းကြီးဟာနယ်ရှမ်းစွာစဉ်စားချစ်ချိန်တို့တယ်နောက်ဆုံးမှာတော့ကောင်းပြီ EANDIA ငါတို့နဂါးမျိုးနဲ့အတွက်လဲကြီးမားလာတယ်ကလုံများနှင့်ရန်ညိုးကိုခိတ္တများမေ့ထားပြီမီငါဤအစွမ်းထက်ဆုံးနဂါးစစ်တီတို့များကိုစုယုံ၍ တကြားမင်းအားကူညီမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။ထောင်ပေါင်းများစွာသောခွန်အားကြီးမာတဲ့နဂါးစစ်တီတော်များနာဂရာဇာနဂါးမင်းကြီးရဲ့ဦးဆောင်မှုနဲ့နတ်ပြည်ကိုခြေထက်ရန်အတွက်ပြင်ဆင်ကြတော့တာပေါ့။နောက်ဆုံးမှာတော့နတ်တမန်တို့ကမြစ်မာတဲ့ကောင်းငင်ကဂလုံပြူတက်ရောက်ကြတယ်။ဂလုံပြာတိတ်တိတ်များအထက်မှာတည်ရှိနေပြီးတော့ကြောက်တောင်တူများပေါ်မှာဂလုံတို့နေထိုင်ကြပါတော့တယ်။ဂလုံမင်းကြီးဂလုံရာဇာဟာ အလွန်ခွန်အားကြီးမှပြီးတော့ဘယ်အရာကိုမဆူပဲလင်းမြန်စွာနဲ့ချီးမွမ်းနိုင်သူ ဖြစ်ပါတော့တယ်။မက်တမန်တို့ကနဂါးများနဲ့ပူပေါင်းရမယ်ဆိုတဲ့အချက်ကိုတင်ပြတဲ့အခါမှာတော့ဂလုံရစာဂလုံမင်းကြီးဟာအမျက်ထွက်လူနေဖြစ်သွားတော့တယ်။အပင်နီငါတို့ဂလုံတို့ဒီထုံမွေရောက်ပါများနဂါးများနဲ့ပူပေါင်းရမယ်ဆိုရင်ငါအသက်ရှင်နေ၍အပေအကျိုးရှိမည်နေလို့အာမန်ဖြစ်ပြောဆိုလိုပါတော့တယ်။ လက်ထမံများကတကြားမီးရဲ့မြစ်တိုင်ရက်ခန့်ခြင်းနဲ့အတူရာတို့ရဲ့အန်ဒီယာနဂါးနဲ့ကလုံတို့ရဲ့ရင်ညိုချက်ကြီးမားပုံကိုဆက်လက်ရှင်းပြတော့တာပေါ့အကယ်၍အတူရာတို့သာ အောင်မြင်ပါကမြင်သည့်ပုံများအေးချမ်းရတော့မည်မဟုတ်ကြောင်းကိုပြောဆိုလိုတော့တယ်ကလုံရာစာကလုံမင်းကြီးဟာခိတစဉ်းစားပြီးတဲ့နောက်မှာတော့ဒီဝင်မှုကိုဦးစားပေးပြီးတော့ကလုံတို့ရဲ့အနာကအတွက်ဤခါသမီးရမှာတော့နဂါးများနဲ့ပူပေါင်းတင်တယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ကောင်းပြီ။ငါကလုံးစစ်တီတော်များအားလုံးကိုစုယုံနေပြီ။ဤတစ်ချိန်မှာတော့ထုံမွေရုပ်များနဲ့အတူဝူပေါင်းပြီးတော့အသူရတို့ကိုတိုက်ခတ်မယ်လို့အမိပေးလိုက်ပါတော့တယ်။အင်းအားထောင်ချီရဲ့ကလုံးစစ်တီတော်များကလုံးရစာကလုံးဝင်းကြီးရဲ့ဥဆောင်မှုနဲ့ကောင်းကင်ရဲ့မှနှစ်ပြည်တို့ဦးတီပြန်တဲလာခဲ့ကြတော့တာပေါ့။တာဝန်သာနှစ်ပြည်ရဲ့အနီးမှာတော့မဟာမိတ်တကြီးစုယုံမိကြပြီဖြစ်ပါတော့တယ်။ ရွှေရောင်တောက်တဲ့နှက်စစ်တီတော်များတန်ဆက်ကဝိလူသားသူရဲကောင်းများထူးခြားတဲ့ကိုခန္ဓာရှိနဂါးစစ်တီတော်များကြီးမားတဲ့အတော်မှန်များနဲ့ကောင်းကင်ရံမှာပြန်ဝဲနေတဲ့ဂလုံစစ်တီတော်များအဲ့လိုမတူညီတဲ့တတဝါများပူးပေါင်းနေတဲ့မြင်ကွင်းဟာအမခမ်းမင်ဖြစ်ပါတော့တယ်အစာပိုင်းမှာတော့လူသားများကမျက်များကိုကြောက်ရွံ့နေကြတော့တယ်နဂါးနေဂလုံတို့မှာတော့အချင်းချင်းမြုံတင်ကဖြစ်နေကြတယ်တဲ့ဒါပေမဲ့တကြမရား မမေ့ရဲ့တကူနဲ့မြစ်တာဖြင့်အဲ့အခြေအနေကိုထိန်းကြီးပေးလီတော်တယ်။အားလုံးဟာပုံတို့ရှန်သူရင်ဆိုင်ရအတွက်လာရောက်ကြသူများဖြစ်ကြောင်းကိုတရားမီးကမိတ်ကြားလီတော်တယ်။တိုက်ပွဲဝင်ချင်းမဟာမိတ်တကြီးစီုံပြီးတော့မကြားမီမှာပဲအတူရတကြီးဟာနတ်ပြည်ရဲ့နေနမိတ်ကိုရောက်ရှိလာတော်တယ်။အတူရတို့ရဲ့တိုက်ပွဲဟစ်အတဲများကကောင်းငင်ရန်ကိုထိုးပေါက်သွားလီတော်တယ်။သူတို့ရဲ့ရုပ်ဆိုးအကြီးတန်းတဲ့ကုခန္ဓာများ ကြောင်ပွဲဖွယ်ကောင်းတဲ့လက်နဲ့များကနတ်ပြည်ရဲ့လပ်ပတဲ့မြင်ကွင်းကိုဖျက်ဆီးလုနေပါဖြစ်နေတော်တည်းတကြမယာမမိရဲ့ဝရစိန်လက်နဲ့တော်ကြီးကိုကန်ဆွဲပြီးတော့အမိတ်ပေးလိုက်ပါတော့တယ်တိုက်ခိုက်ကြကုန်လောတရားမျက်တော့မှုကိုထိမ့်သိမ်းကြကုန်လောငါတို့ဤပုံများကို ကာကွယ်ကြကုန်လောဒီပါအတူရစစ်ပွဲကြီးစတင်ပြီးဖြစ်လေတော်တည်းကောင်းကင်ရဲ့မှာတော့ဂလုံတပ်ဖွဲ့နဲ့အတူရလေးချောင်းတပ်ဖွဲ့တို့ဟာပြင်းထန်စွာနဲ့ တိုက်ခိုက်ကြတော့တာပေါ့ဒလုံတို့ဟာလင်းမြန်စွာနဲ့ပြောင်းဝဲပြီးတော့အတူရောင်များကိုနှုတ်သီးဖြင့်ထိုးဆခြင်းခြေသေးများနဲ့ဆွဲယူခြင်းများကိုပြုလုပ်ကြတော့တယ်အဲဒီအခါမှာတော့အတူရောင်တို့ကလည်းမောပညာနဲ့မီးလုံးများလင်းစနစ်မောင်းများဖန်တီးပြီးတော့ပြန်လည်ခုခံကြတော့တယ်ဒလုံရာစာဒလုံမင်းကြီးကအေးအားအကြီးဆုံးအတူရောင်ပြန်တန်းသူများကိုရွေးချယ်တိုက်ခိုက်လိုတယ်နေပြည်တော်မှာတော့လူသားစစ်တီတော်များနဲ့ နှက်စစ်သူလိုများပူပေါင်းပြီးတော့အတူရာချေရင်တက်ကိုရင်ဆိုင်ကြတော့တာပေါ့လူသားသူရဲ့ကောင်းအောင်နိုင်သူဟာမမေ့ရဲ့ဓာတ်နဲ့အတူရာများကိုရွရွချွတ်ချွတ်ခုတ်လဲပါတော့တယ်အဲ့ဒီလူနဲ့ပြည်စုကမမေ့ရဲ့စင်တနဲ့အတူရာတက်ရဲ့ဘဟုဟုထိုးဖောက်လို့တယ်တတိမင်းကတော့မြားပြည့်အတတ်ပညာနဲ့အဝေးမှာအတူရာကောင်းဆောင်များကိုပြည့်ချလီတော့တာပေါ့နှက်စစ်သူတို့များက မမေ့တို့ရဲ့နှက်တကူနဲ့လူသားများအားကူညီပံ့ပိုးလီနေတယ် အလေးရောင်များဖန်တီးပြီးတော့ရှန်သူမျက်စီကိုကျိဆက်စေခြင်းအန်ဒီရဲ့ကြားရောက် လူနီးပါးဖြစ်တဲ့လူသားများကိုဆွေယူကေတင်ခြင်းများကိုပြုလုပ်လေတော့တယ်။၎င်းစစ်တီတော်များမြေပြင်နဲ့ရေရှိရာနေရာများမှာတော့မိမိတို့ရဲ့အစံကိုပြကြပါတော့တယ်။အစိတ်ငွေများထုတ်လုပ်ပြီးတော့အတွေ့ရများအားအင်အားချင်းနေစေလိုတာပေါ့။မြေအောင်မှာရုတ်တရက်ပေါ်လာပြီးတော့ရှန်သူကိုတိုက်ခိုက်နေတယ်။ခွန်အားကြီးရဲ့၎င်းများတို့ရဲ့ရနာရဲ့ အနီးကအဆောက်အအုံများကိုရစ်ပခြေမွနေတော့တယ်။နာဂယာစာနဂါမင်းကြီးကကြီးမားတဲ့ကိုရင်နဲ့အတွေ့အာတများကြားသို့ထိုးဖောက်ဝင်ရောက်ပြီးတော့ရှင်းမတိုက်ခိုက်သူများကို ရှင်းလင်းပေးတော့တာပေါ့။တိုက်ပွဲကအလွန်ပြင်းထန်လာတယ်။သူ့ရတို့ရဲ့အင်အားမခုမချတိုက်ခိုက်လာလေ။မဟာမိတ်တများပဲမှလည်းအထိခိုင်များရှိလာတော့တယ်။လူသားသူရဲ့ကောင်းချို့တရားရကြလို့တော့ပေါ့။နတ်စစ်တီအချို့မိမိတို့ရဲ့ ။တကောကုန်ခင်းလာတော့တယ်။မကားနဲ့ကလုံးတို့ရဲ့ပူပေါင်းတိုက်ခိုက်မှုမှာတော့အန်အားတင့်မွဲကောင်းစွာနဲ့အလုဖြစ်နေတော့တယ်။အဲလိုနဲ့ကလုံးတို့ဟာမကားများအားလေဆောင်ကနေကာကွယ်ပေးပြီးတော့မကားများလည်းမြေပြင်မှာကလုံးများအတွေ့လမ်းဖွင့်ပေးလေကြတယ်။စစ်ပွဲရဲ့အဆုံးဖြတ်အချိန်ရောက်လာပြီဖြစ်ပါတော့တယ်။သူ့ရရင်နာဘလူမီယာမိမိရဲ့စစ်သူကြီးများနဲ့အတူအင်အားအပြည့်နဲ့တကြမီးကိုတိုက်ခိုက်ရန်အတွက်ဥတီလာပါတော့တယ်။ တကြမင်းကဝရစိန်လက်နဲ့တူကန်ဆွဲပြီးတော့အတင့်ရှိနေတော့တာပေါ့အစုံအဖျားတိုက်ပွဲနဲ့အောင်ပွဲတကြမင်းနဲ့သူ့ရရင်နာဘလူးမင်းတို့ထိတ်တိုက်တွေ့ဆုံကြလိမ့်ပြီးနှုတ်ဦးသားရဲ့တကူအရှိန်ဝါဟာကောင်းကင်ရင်ကုန်ပြီးထိုးပေါက်လူမတာဖြစ်နေတော့တယ်သူ့ရရင်နာမမီရဲ့မဟာလက်နဲ့ကြီးနဲ့တကြမင်းကိုတိုက်ခိုက်လိတော့တယ်တကြမင်းကဝရစိန်လက်နဲ့တော်နဲ့ကာဝယ်ပြီးတော့ပြန်လဲတိုက်ခိုက်လိတော့တာပေါ့သူ့ရရင်နာရဲ့တိုက်ခိုက်မှုတိုင်းမှာတော့ မကောင်စုဟာအငွေ့တင်များပါဝင်ပြီးတော့တရားမင်းရဲ့တိုက်ခိုက်မှုတိုင်းမှာတော့တရားမျှတခြင်းအလေးအမများထွက်ပေါ်နေရတဲ့တယ်။ဘလူမင်းတို့ရရနာရဲ့စစ်သူကြီးများဖြစ်ကြတဲ့မဟိန္တာလမ်ပါဟေမာရတို့ဒီလေတရားမင်းရဲ့ဖေးပဝင်ကြီးမှနတ်စစ်သူကြီးများနဲ့လူသားသူရဲကောင်းများအချို့ကိုဝိုင်းဝန်းတိုက်ခိုက်ကြလေတော့တယ်။လူသားသူရဲကောင်းအောင်နိုင်သူဟာစစ်သူကြီးမဟိန္တာနဲ့တင်းထန်စွာတိုက်ခိုက်နေရတော့တယ်။နဂါမင်းကြီးနာသာရစား စစ်သူကြီးလမ်းမကိုမမီရဲ့ခနာကူနဲ့ရစ်ပါချင်းမွေးရန်အတွက်စူးစမ်းနေတော်တယ်ဂလုံးမင်းကြီးဂလုံးရစာဟာစစ်သူကြီး ဟေမာရအာကောင်းကင်ရမှာအပြင်းထန်တိုက်ခိုက်နေတော့တာပေါ့တိုက်ပွဲဟာအတက်လူတိုက်ပွဲဖြစ်ပါတော့တယ်ဘသူအနိုင်ရမယ်ဆိုတာကိုဘသူမှမန်းဆမရပါဘူးနဲ့မဟာမိတ်တက်များပဲကနေသွေးစင်းညီညီမှုကအတိကအားတာချက်ဖြစ်နေတော့တယ်လူသားတို့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုငကားတို့ရဲ့ထူးခြားသောဆန်အား ကလုံတို့ရဲ့လေးချောင်းမှာပတ်မှုမှုနဲ့နှက်တို့ရဲ့တကူကိုပေါင်းစားလိုက်တဲ့အခါမှာတော့အတုရာတို့တဖြည်းဖြည်းနဲ့ဆွေယုတ်လာတော့တာပေါ့တကြမီယာသူ့ရဲ့ရဲ့နာဘလူးမီရဲ့အားနည်းချက်ကိုမြင်တွေ့လိုက်ရတော့တယ်ဘလူးမီယာခွန်အားကြီးမပါမိပညာဉာဏ်နဲ့ပါပြီးတော့မိမိရဲ့ခွန်အားပေါ်မှာတော့အလုံးမဲ့မိခူနေတာကိုသိမြင်တော့တယ်တကြမီယာမိမိရဲ့ဝရစိန်လက်နဲ့တော်မှာတော့တရားမျှတခြင်းတကူကိုစွန့်စီပြီးတော့ တူရရင်နာဘလူးမီရဲ့အင်အားကိုချုပ်တီးရန်အတွက်ပြင်လွန်လိုက်ပါတော့တယ်။ရဇင်ရဲ့တောက်ပတဲ့အလင်းရောင်ဟာကောင်းငင်တစ်ခုလုံးကိုလင်းထိန်သွားစေတော့တာပေါ့။ရဇင်ရဲ့တကူတော်ကြောင့်တူရရင်နာဘလူးမင်းကြီးဟာအင်အားချင်းနဲ့သွားပြီးတော့ဂျန်ယာများရှာရှိနေတော့တယ်။မိမိရှုံးတဲ့ကြော်မာကိုတီးလိုက်တဲ့အခါမှာတော့တူရရင်နာဘလူးမင်းဟာကြံရှိနေတဲ့အသူရစစ်တီများကိုဆွန့်ပစ်ပြီးတော့အသူရပြီးကိုဆုတ်ကွာထွက်ပြေးနေတော့တယ်။ဘလူးမင်းထွက်ပြေးတာကိုမြင်တဲ့အခါမှာတော့ ကျန်ရှိနေတဲ့အတူရာစစ်သည်များဟာလဲအသက်ဘေးကနေလူမြောက်ရန်အတွက်ထွက်ပြေးကြတော့တာပေါ့မာမိတ်တကြီးအောင်ပွဲရရှိပြီဖြစ်ပါတော့တယ်အတူရာတို့ရဲ့တကြီးဟာဆက်ကွာထွက်ပြေးသွားပြီဖြစ်ပါတော့တယ်နှက်ပြီးတာဝရင်းသားအန်ဒီအမကီဝေခက်လီပြီစစ်မြေပြင်မှာတော့ကြာဆုံးနေတဲ့စစ်သည်များလည်းရှိပေမဲ့အများစုမှာတော့အသက်ချမ်းသာရာရခဲ့ကြနေတော့တယ်တကြမီဟာအောင်ပွဲခံနေတဲ့မိမိရဲ့မဟာမိတ်တကြီးကိုကြည့်ရှုတော်မူနေတယ် မက်များလူသားများငကားများကလုံးများပခုံးကြီးရှိပြီးတော့ဝန်တာအရာဖြစ်နေကြတော့တယ်တကြမီဟာမမရဲ့ပလင်တော်မှာဆင်းသက်ပြီးတော့မဟာမိတ်များအလုံးကိုဂျေစုတင်စကားပြောကြားလိုက်တော့တာပေါ့အချင်းသက်စစ်သူကြီးတို့လူသားသူရဲကောင်းတို့နာဂယာစာနဲ့ကလုံယာစာအပါဝင်ငကားနဲ့ကလုံစစ်တီတို့အပေါင်းတို့တင်တို့ရဲ့တက်ချိတ်ခွန်အားစီလုံးညီညီမှုတို့ကြောင့်အီအောင်ဘွဲကိုရရှိခဲ့ခြင်းဖြစ်ပါတော့တယ် တင်းတို့သည်မိမိတို့ရဲ့ပုံများ၏လုံခြုံရေးအတွက်တောင်မကတရားမျှတမှုကိုပါကာဝေခဲကြသူများဖြစ်ပါれတင်းတို့ရဲ့ကျေးဇူးကိုငါပေသောအခါမှမမေ့ဟုမေးချလိုက်ပါတော့တယ်လူသားသူရဲ့ကောင်းများငကားမင်းကြီးကလုံမင်းကြီးတို့ကလည်းတကြမီအားအယူသည်ပြုကြနေတော့တယ်ယခုအခါမှာတော့ငကားနေကလုံတို့ဟာရခိုင်ကဲ့သို့ရန်လိုစိတ်များမရှိတော့ဘဲနဲ့အချင်းချင်းလေးစားစွာကြီးနေကြတော့တယ်ပုံမတူပေမဲ့ ပုံသူရန်သူတို့တွန်းလှန်ခဲ့တဲ့အတွေ့အကြုံကသူတို့ကိုစီလုံးမှုရဲ့တံမိုးကိုသိစေခဲ့ပြီးဖြစ်ပါတော့တယ်။စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့လူသားသူရဲကောင်းတို့ကမိမိတို့ရဲ့လူပြည်ကိုခြေတက်ပြန်သွားကြတော့တယ်။နဂါးများနဲ့ကလုံများလည်းမိမိတို့ရဲ့ပုံများကိုပြန်ချလိုက်တော့တယ်။တာဝန်သာနှက်ပြမှာတော့ငြိမ်းချမ်းရေးပြန်လည်ထွန်းကားလာခဲ့တော့တယ်။နားဆင်သူများရှင်ဒီဝအတူရာစစ်ပွဲပုံများဟာ ။မြေမြောက်ရင်အင်အားကြီးမာတဲ့မကောင်းဆူဝါကိုရင်ဆိုင်ရစေကောင်းမှုတရားမျှတမှုကိုလိုလာတဲ့မိမိဘုံကိုချစ်မြတ်နိုးတဲ့မတူညီတဲ့တတ္တဝါများစီလုံးညီညွတ်စွာပူးပေါင်းကြပါကဘယ်အခက်ခဲကိုမဆိုကြော်လွားနိုင်ကြောင်းနဲ့အောင်ပွဲစဉ်တိုင်းကြောင်းကိုတော့ဖွံ့ညွှန်းထားတဲ့ဂျန်နရီလာ